အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြချင်တာကတော့ဆီယမနုနုရီအင်းဝါရေးသားထားတဲ့ခောစာဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ရှင်နေပူလေပူအောက်မှာတတိကုန်းမြေပေါ်ကပြောင်းပင်ဆက်ပင်တွေ ရင်းရိုင်းလှုပ်ရှားနေကြတယ်ပြောင်းပင်ဆက်ပင်တွေကြကတဲအိမ်စု၄၅အိမ်ကိုဟိုနာတလုံးဒီနာတလုံးလှမ်းမြင်နေရတယ်တစ်ပင်လေးတိုးတန်ကလွှဲရင်အားလုံးဟာငြိမ်သက်ဒိတ်ဆိတ်လို့ တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့ဂျိုးကူတန်တက်တဲ့နဲ့အတူ နေပူလေးမှုတ်ထားတဲ့တဲအိမ်စုလေးတွေအပေါ်မှာလွမ်းခြုံထားတာကမန်းမှုတ်ရွတ်ဖတ်တန်တက်တဲ့အုံးရန်ဒုံမီမိတ်တန်အဝမင်္ဂလင်စအုံးရန်ဒုံမီမိတ်တန်ဖရာတရားတန်ကသမာဓိဝါနတ်ကောင်းနတ်မြတ်တော်ဆောင်နဲ့တောင်ဆောင်နဲ့ကြတိကုန်းကိုဆောင်းတော်နဲ့အပေါင်းတို့အားလုံးအားလုံးမတော်မူကြပါ။ မကျေနပ်သောအပြစ်များရှိရင်လည်းအမိုင်အမဲများအားခွင့်လွှတ်တော်မူပါအသားအရင်နတ်မောင်သပင်ဖြူဖားလျာတမီရင်ရှားနဲ့ရွတ်ဖတ်မန်းမုံနေတဲ့အဖွားအိုကိုတဲအိမ်လေးနဲ့အပြည့်ယောက်ျားမိန်းမတွေက ဝိုင်းကြည့်နေကြတယ်အဖွားအိုရှင်နာမှာမဲညင်ညင်ဆောင်စုပ်အထက်ထက်နဲ့ရစ်ပတ်ထားတဲ့သုံးနှစ်အရွယ်ကလေးလေးတယောက် ကလေးကောင်းရင်မှာတော့အဖွားအိုမြောက်ချပြီးပြန်ချထားတယ်။ဆက်နဲ့ပြောင်းအယောထမဲစလောင်ပုံတစ်ချက်။တောက်ကြတာတောက်ကြတာမှာဖီစီကရောက်သည်များအမှောင်ပြောကများရှောင်းကြရှားကြအုံးဝေးရသူရှောင်းကြရှားကြ မျက်လုံးမှိတ်ထားတဲ့အဖွားအိုရဲ့ခန္ဓာကိုယ်ပိန်ပိန်လေးရုတ်တရက်ရိမ့်ထိုးလှုပ်ရှားလာပြီးဝုန်းကနေထခုံလိုက်တော့တဲအိမ်လေးပေါ်ကလူပရိသတ်တွေစီကအထိတ်တလန့်အော်တန်တွေ ထွက်လာတယ်။ခလေးတချို့ကအစင်ပြေးပြီးရင်ခွင်ထဲကခလေးတွေကအောငိုကြတယ်။ဟေးခလေးအမေဘယ်မလဲကောင်မမိထွေးစိန်ဘယ်မလဲဟေးလာခဲ့ရှေ့ဦးတိုးခဲ့ အဖွားအုံလိုပဲထမိန်ရေရှားနဲ့ရှိန်နားမှထိုင်နေတယ်။ထွေးစိန်ဆိုတဲ့ကလေးအမေခန့်ငယ်ငယ်ကလေးကခီးကနေငိုချလိုက်တယ်။ပြီးတော့ကြောက်ကြောက်လန်းလန်းနဲ့နောက်ဆုံးရင်အမေခေါ်နေပြီကြောက်ကြောက်တယ်။အမေသွားလိုက်အမေရှေ့တိုးလိုက်။အောင်မိုင်ငါ့ကိုမခံလေးစားလှုပ်သလားဟေ။အဖွားအုံခုံလိုက်တာကြောင့်တဲကလေးတလှုပ်လှုပ်ရိန်ထိုးသွားတယ်။တဲဘော်ကထမိန်ရေရှားနဲ့မိမ့်မာတယ်။ အင်းကြီးတုံလုံးကျွန်းနဲ့ယောက်ျားတွေအကုန်လုံးလက်အုပ်တွေခြိလိုက်ကြတယ်။ဟဲ့နင့်ကငါမှတ်လောက်သားလောက်အောင်ဆုံးမထားတာနင်မမှတ်ဘူး။ဟေးနင့်လင်တော်ထဲမှာဝါခုတ်ရင်ဝါချုံစူးသေးအောင်ငါလှုပ်တာဟဲ့ငါလှုပ်တာ။လက်အုပ်ခြိထားတယ်ထွေးစိန်မျက်လုံးတွေပြူဝိုင်းပြီးတကူလုံးတုံနေတယ်။အေးအခုနင်သားကိုလည်းငငယ်ရွယ်ရွယ်နဲ့အသက်သေးအောင်ငါတခါတည်းသေးအောင်လှုပ်လိုက်ရလို့နော်။မလှုပ်ပါနဲ့မလှုပ်ပါနဲ့အမေ။ တော့ချက်ကြီးကိုပြောပါအောင်ကျုပ်သားလေးကိုမလုပ်ပါနဲ့လို့အဖွားအိုကဝုန်းကနေတခါခုန်လိုက်ပြန်တယ်ဟဲ့အထွေးစိန်နတ်ဝင်နေတာကိုအဲ့လိုမပြောရဘူးဒီကောင်မလေးနဲ့တော့ဆိုတဲ့အထိတ်တလန့်အသံတွေထွက်လာတယ်အမိုက်မဲမို့မသိလို့ပါဗျာမသိလို့ပါထွေးစိန်ဟဲ့ငါပြောတယ်လို့ပြောလေမသိလို့ပါဗျာမသိလို့ပါဗျာကျုပ်သားလေးကိုသိအောင်မလုပ်ပါနဲ့ဗျာ အဖွားဟိုကသပင်ဖြူလေးတွေတလှုပ်လှုပ်ဖြစ်သွားအောင်ခေါင်းတညိမ့်ညိမ့်လှုပ်လိုက်တယ်။အေးဒီလိုဆိုနေတာအသက်မသေးခြင်းငါ့ကိုကြွေးရမယ်။နေဝင်ရီတရောမှာစံထမင်းခွနှစုပ်အမဲသားဟင်းနဲ့ခေါစာပြည့်ကျွေးနေသားချက်ချင်းနေကောင်းသွားစေရမယ်ဟေ့။ကြားလား။ကြားလား။ဟဲ့ပြောလိုက်လေထွေးစင်ကြွေးပါမယ်ပြစ်ပါမယ်လို့။အမေကျုပ်တို့ အော်ပြောပါလို့ဆိုဒီ YouTube ပေါ်တော်မှနေတော့ငါသေးချင်းနေကျွေးပါမယ်ကျွေးပါမယ်ပြစ်ပါမယ်ဖျားအဖွားကိုခေါင်းညှိရင်ပြစ်လဲလိုက်တဲ့အချိန်ကြောင်းဝါချန်ခင်းပေါ်တိတ်ထားတဲ့ကလေးကအောင်ငိုလိုက်တယ်မိခဲလေးလိုပူလောင်လာတဲ့ตาကလေးကို ထွေးစိန်ပွေယူလိုက်ရင်အမေကိုမကြေမနပ်နှက်ခမ်းကြိုက်မိတယ် YouTube ပေါ်တော်ပဲမယ်နေရာတကာထွေးစိန်မယူပါဘူး မပေါ်ပါဘူးအမေရဲ့ခေါင်းလှဝေးလာတဲ့ထွေးစိန်တို့ကြက်တီကုန်းမြေတဲအိမ်စုလေးဟာပြောင်ဆက်ကိုစိုက်ပြိုးပြီးပြောင်ထမင်းဆက်ထမင်းနဲ့ပဲအသက်ရှင်ကြရတယ်လေဆန်ထမင်းဆိုတာဘလို့ဟာလဲလို့ကျုပ်တို့ကြက်တီကုန်းတဲအိမ်စုမသိတော့ဘူးဆိုတာအမေလဲသိသားနဲ့အမေရဲ့ကားလမ်းမနဲ့နီးတဲ့ထွေးစိန်တို့အမျိုးရွာဟာကြက်တီကုန်းကနေဆိုအသွမ်းအပြန် နေကုန်းခရီးလောက်ရှိပေမဲ့ထွေးစိန်မမောပါဘူး ဒီမှာလေဒီမှာကြည့်ထွေးစိန်လဲဘင်းကပစိုးအိတ်ထောင်ထဲမှာထမင်းတုပ်ထမင်းစုပ်စံဖြူထမင်းနဲ့အမေသာဟင်းတုံအသွားတော့ကတော့ဒီပစိုးအိတ်ထောင်ထဲမှာလမ်းတစ်လျှောက်တွေးတယ်ဟင်းရွက်တွေမြစ်တွေအပြည့်နဲ့ပါ အမေအကျန်လေအမေကထွေးစိန်နဲ့မုံဆိုးမှချင်းတူဝင်မဲ့ညံချင်းမတူဘူးအမေကညံကောင်းတယ်ထွေးစိန်ကိုအဖေအမျိုးတွေရွာကို သွားခိုင်းတာလေအမေပဲ အဖေအမျိုးတွေကိုပေးဖို့သွားရင်းလာရင်ဟင်းဒီဟင်းရွက်တွေခူခိုင်းမြစ်တွေချိုးခိုင်းတာလည်းအမေပဲမျက်နှာပန်းမလာတဲ့လက်ဆောင်တွေကို ထွေးစိန်မယူခြင်းမူအမေကအတင်းခိုင်းတာအဖိုးတန်တန်မတန်တန်ကိုကပေးเสียရရှိတာလေး ပါမှအကောင်းတာပေါ့ဟိုက ပြန်ပေးရမယ့်လူကလည်းပေးခြင်းစိတ်ရှိတာပေါ့တဲ့အမေပြောတာမှန်တယ်အဖေတို့အမျိုးတွေကလည်းစင်ရဲရှာတာပါပဲထွေးစိန်ခူးသွားတဲ့ဟင်းရက်တွေ မြစ်တွေကိုသူတို့လည်းမတ်ရှာတယ်ပြီးတော့အဲ့ဒီလက်ဆောင်တွေကြောင့်ပဲအဖေအမျိုးတွေကထမင်းတထုံနဲ့အမေသာဟင်းကိုတအိမ်တဆင်းလိုက်စုပေးခဲ့ကြတာပေါ့ထွေးစိန်မှာနားတော်မနားနိုင်ပါဘူးလိုချင်တာလေးရတာနဲ့ရေလေးတစ်ခွက်တောက်ပြီးအပြေးအလွှာပြန်ပြေးခဲ့တာဒါတော့ကြည်အောင်အချိန်ကလေရွာပြန်ရောက်တာနဲ့နေဝင်မှာပဲခေါ်စားကနေဝင်ရည်တရောမှာပြေးရမှာဆိုတော့အတော်လောက်ပါပဲ ဒီခေါ်စာပြစ်ပြီးရင်တော့ဒေါ်ချက်ကြီးကသားလေးချက်ချင်းနေကောင်းသွားမယ်တယ်။ဒေါ်ချက်ကြီးကကြောက်စရာကောင်းလိုက်တာ။ထွေးစိန်ဖြင့်ခုမှတည်တော်တယ်။ထွေးစိန်ပိုက်ကြီးနဲ့မှတ်ကြီးတော်ထဲမှာဝါခုတ်ရင်ဝါချွန်ကြီးစူးပြီးတေးအောင်လှုပ်တာ သူလှုပ်တာတယ်။ဒေါ်ကျက်ကြီးကိုမှတ်ကြီးမူမူယူယူနဲ့စိတ်ဆိုးအောင်ဘာတွေပြောမိပါလဲ မတ်ကြီးကလည်းထွေးစိန်ယောက်ျားရဲ့မပြောရဘူးအပြောမတတ်အဆိုမတန်မတ်ကြီးတို့ဝါခုတ်တဲ့တော်တွေဟာဒီတော်တွေပေါ့လေအဝိမှာဝယုံပင်တွေ ရိမ့်နေသားတော့ထွေးစိန်ရင်ထဲဒိတ်ကနေဖြစ်သွားတယ်မတ်ကြီးဝါချော်ဆိုတာဒီဝယုံတော်များလားထွေးစိန်နှင်းလျှောက်နေတဲ့ဝါရွက်ချောက်တွေဟာအခုမှအတန်ပိုမြည်လာသလိုပဲထွေးစိန်မြမြန်လျှောက်ကမှဝယုံမင်းတွေက ပိုပြီးရိမ့်ွက်လာသလိုတဲ့ရွက်ချောက်တန်တွေပိုပြီးဆူညံလာသလို ဖယားမချောင်းနဲ့နော်ငါကြောက်တတ်တာနင်းသိရဲ့သားနဲ့နင်းနင်းကအမဲသားများကိုငငတ်တက်အမလီဒါလေးတော့မလူလိုက်ပါနဲ့ဟဲ့နင်းသားအတွက်ဟဲ့နင်းသားလေးနေမကောင်းဖြစ်နေလို့ခေါ်စာပြစ်ဖို့ဟဲ့ထွေးစိန်ခြေလန်းတွေပုံမြန်လာရင်ကြောက်စိတ်ကထိတ်မရတော့ဘူးဝေါကနေဝယုံတော်လေပြင်းတစ်ချက်အဝေးမှာတော့တရွက်၆တွေပေါ်မှာထွေးစိန်ကစုံပေါက်ပြေးပြီး ပစိုးအိတ်ထောင်ကို ကြစ်ကြစ်ပါဆုံးရင်သပင်ဖားလျားနဲ့ဥယေဖားလျားနဲ့ပေါ့အမေသာသိရင်ဘလောက်ဆူလိုက်မလဲကြောက်တယ်အမေရဲ့မှကြီးရှိကြီးခိုးပါရဲ့ဟဲ့ငါနောက်လိုက်မလာပါနဲ့နော်ကြတီကုံရဲ့နေဝေရီတယောဟာ အမောင်ဘက်ကိုလူကျင်နေပြီရွာပြင်ဘက်တစ်ပင်အုပ်တွေရဲ့အရိတ်ကပိုးပြီးမှောင်အောင်လုံနေတယ်လို့ပဲအမေရက်ထားတဲ့ဝါပန်းအသစ်ကလေးကဝဆိုင်နဲ့လေးမှုန်းနေတယ် ဘန်ကလေးထဲမှာငပြောပတ်ခင်းပြီးစံထမင်းခုနှစ်ပုံပုံထားတယ်။စံထမင်းပေါ်မှာအမေသာဟင်းကိုပုံလို့ပေါ့။ရွာပြင်ပန်းခြုံပုတ်တွေနားမှာခေါစာပန်းကိုထွေးစိန်ချလိုက်တယ်။ပြီးတော့အမေမာတဲ့အတိုင်းဝါရောက်မှအစ်ကလေးနဲ့ခေါစာပန်းကိုတတောက်တောက်ခေါင်းရင်းအမေတင်ပေးတဲ့အတိုင်း အရှင်ကြီးအရှင်ကောင်းတို့အားစံဖြူထမင်းနဲ့အမေသာဟင်းဖြင့်ခေါ်စာများကျွေးပါရဖျားအပြည့်ရှိကကြည်တော်မူပါတပည့်တော်မရဲ့သားလေးအားအမြန်နေကောင်းအောင်မတော်မူပါဆိုတဲ့စကားကိုအထက်ထက်ရွတ်တယ်အမေကခေါ်စာပြစ်ပြီးတာနဲ့မြ мян ပြန်ခဲ့တဲ့ခလေးကတအီးအီးနဲ့ထွေးစိန်စီလက်ကလေးလှမ်းလို့ဘလို့လို့ချီးအားပါမလဲ အမေရင်ခွင်ထဲကကလေးကို တချက်ငုံနှမ်းခဲ့ရတယ်။မျက်နှာလေးကပူရောမယ်။ဒါပေမဲ့မနှက်ဖြန်စိုးတတ်တာသွားမှာပါပဲ။အမေစကားကိုနားမထောင်ပဲခေါ်စာဘန်းနဲ့မလန်းမကန်းကအင်ရွက်ခြောက်တွေပေါ်မှာထွေးစိန်ထိုင်ချပစ်လိုက်တယ်။ခုမှမောလာတယ်။တဏီကုံတဏီကန်သွားခဲ့ရတယ်။ဘိုက်ထဲမှာရေပဲရှိတယ်။အဲအမျိုးတွေကျွေးတဲ့ထညက်နှလုံးရေပေါ့။ ခေါ်စာဘန်ဘတ်ကိုထွေးစိန်လှည့်ကြည့်တယ်။ခေါ်စာထမင်းနဲ့အမေသားဟင်းပုံလေးတွေကဒီအတိုင်းပဲရှိနေတယ်။အလုံးဖရာဖရာခြုံပုတ်တွေနားစီကရိတ်ခနဲအလိုလိုမြင်လိုက်ရသလား။ထွေးစိန်တစ်ခုလုံးချက်သီးတွေတစ်ဖြန်းဖြန်းထထားတယ်။ခေါ်စာကိုစားဖို့နှက်တွေလာကြပြီလား။နှက်တွေကတကယ်စားသလား။အမေပြောဘူးတာထွေးစိန်မှတ်မိပါတယ်။နှက်ဆိုတာအငွေပဲစားတာတယ်။ ထွေးစိန်ဒီဘက်ပြန်လှည့်ကြည့်လိုက်တယ်။အမေကတော့ညှော်နေတော့မှာပါပဲ။ပြန်ရကောင်းမလား။အိုးမပြန်သေးပါဘူး။နတ်တွေအငွေစားတာတိတ်ကြမှာမဟုတ်ပါဘူး။ချွတ်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 နဲ့ခြုံပုံနာကလှုပ်ရှားတန်တွေထွေးစိန်လှမ်းဖြန့်ပြီးထခုံလိုက်တယ်။ခေါစာပန်းစီကြည့်လိုက်တော့ခြေစမ်းခြေစမ်းထွေးစိန်ထက်အကြံဥသူတွေလက်ထဲကဝါရောက်မကိုကြစ်ကြပအောင်စုံရင်းထွေးစိန်တဟုံထိုးပြေးတယ်။ ဝတ်ကြီးဖိုလုံတန်ခဲခေါက်တီးမှာကလေးတွေဝိုင်းနေတဲ့ခေါစာဘန်းနာကို ထွေးစင်ရောက်တာနဲ့ကလေးတွေကိုအတင်းတွန်းထိုးပြစ်လိုက်တယ်။ဟဲ့ဖဲဆန်းဖဲဆန်းနင်တို့နော်နင်တို့နော်ကလေးတွေကထွေးစင်ကိုနည်းနည်းမှအေးမလုပ်ပဲထမင်းစုပ်တွေကိုလှူစားကြတော့ထွေးစင်တယောက်ကလေးတွေကိုဝါရောက်မှနဲ့ခုံရင် သူပါအတင်းလှူစားပြစ်လိုက်တယ်။ ထမင်းထမင်းစံဖြူထမင်းနဲ့အမေသာဟင်းတလုတ်ကရေပဲရှိတဲ့ဘိုက်ထဲကို အရသာရှိရှိခုံဝင်သွားလိုက်ကြတာပေးအောင်ဟေငါပေးအောင်သွားသွားသွားကြတော့ကုံပြီးဘမ်းမယ်ကြံတော့တယ်အမေသာသိရင်တော့ထွေးစိန်ကိုဝစိန်တုံနဲ့ဆော့ပလော့တီးလိုက်မယ်ပါဇက်ထဲကထမင်းလုတ်ကိုအာရပါရဝါရင်ထွေးစိန်ပြန်ပြေးခဲ့တယ် ဝက်ကြီးတို့ဖိုးလုံးတို့ကလေးတတိုက်ကသပင်ဖိုးရဖရာထမီရင်ရှားနဲ့ထွေးစိန်နောက်ကတဟေးဟေးနဲ့တဲဘဝမှာ အမေထိုင်နေတယ်။အမေကိုကြောက်ကြောက်နဲ့အမေရင်ခွင်ထဲကသားလေးကို ပွေယူလိုက်တယ်။ဟဲအမေခေါ်စာပြင်လိုက်တာကလေးကိုအေးသွားပြီ။နွေနွေလေးပဲရှိနေတယ်။ကလေးခန္ဓာကိုယ်ကိုစမ်းသပ်ရင်းဝမ်းတန်အားရအော်တဲ့ထွေးစိန်အတန်းအဆုံးမှာအော်တန်နက်နက်ကြီးပေါ်လာတယ်။ဟဲ့ယူမာ အပေါ်မရဲ့နင့်သားသေးနေတာဟဲ့သိရလားနင့်သားသေးပြီမိထွေးစင်ရဲ့ကြောက်ရွံ့တယုံလို့ငြိမ်သက်တောင့်တင်းသွားတဲ့မိထွေးစင်ရဲ့မိစေပေါ်မှာတော့သမီးစေဖြူဖြူလေးတွေကဖိတ်စင်လို့